ကုတ္တယာနာပရိသတ်တွေလည်းမှတ်ထားတော့စံချိန်ကြိုက်အောင်ပဋ္ဌာန်းရွနီအဲ့ဒါလူတဲ့ဥစ္စာပြီးအထူးသဖြင့်ကြောင်းကောင်းကန်းကောင်းအိမ်ကောင်းတိုက်ကောင်းမော်တော်ကားကောင်းကောင်းစီးရပြီလို့သာမှတ်ပြီးတော့ပဋ္ဌာန်းရွပြီဆိုရင်နော်အရှင်မြတ်ဟောရှိလူလားဗျာဆိုရှိပါဗျာကြောင်းကြီးလည်းရှိကားကြီးလည်းနှစ်စီးရှိဟုတ်လား ဘုံဘုံကကျွမ်းတယ်လို့မအောင်မိပါနဲ့မကြလားပဋ္ဌာန်းကြီးပဲစေခြင်းလို့ပြောတာပါနော်အေးကဲဘုမာဤဒောစိတ်တရာခမပဋ္ဌာန်းယွနီစံကြီးကဲအောင်ယွနီပြောသားများဆိုတော့တဏ္ဏမအနေနဲ့တန်တန်နံရှင်းရှင်းလေးယူရတယ်တဏ္ဏမဘယ်လိုတဲ့တော့ခန္ဓာကိုယ်ကနန်းစော်မနေကြဘူးဖျားမျက်နှာတက်လိုက် လက်တေချီတွေဆေးလိုက်သိပ်ပြီးတော့မှနန်းစော်နေတယ်ဆို ရေချိုးပြလိုက်အောင်တင်ကန်းလည်းပဲညှင့်ပန့်နေတဲ့တင်ကန်းမဝင့်နဲ့ဖရတယ်သူကပြောတယ်ဘာမလို့လုံးဗျာခမရနေဒီခန္ဓာကိုအပုတ်ကောင်ကြီးပဲပုတ်မှာပေါ့နာမှာပေါ့မဟုတ်သေးဘူးဖရတယ်ပဋ္ဌာန်းရွေ့ပြီးဆိုရင်နတ်တီမြမာကြီးကလာလာပြီးတော့ပဋ္ဌာန်းနာတယ်ရှင်ဘုရားကနန်းစော်နေတဲ့ညစ်ပတ်ပေးတည်နေဆိုမလာခြင်းဘူးဖရတယ်သူတို့ လူဇောနန်နဲ့ဆိုပြီးတော့နော်အဲ့တော့တင့်နာမဘာလို့ရမလို့တဏ္ဍာရှင်ရှင်ရှိစီရမယ်မျက်နှာတက်လိုက်လက်တီချီတွေဆေးလိုက်သင်္ကန်းညစ်ပတ်နေတယ်ဆိုရင်လဲလိုက်အဝတ်တွေအင်ကြီးလုံကြီးတွေညစ်ပတ်နေရင်လဲလိုက်တင့်နာမနော်နှစ်နာမခဲ့ပါတော့ညာဆိုတော့နှစ်နာမအချိန်မှန်မှန်ရွေးရတယ်ဆရာ နိနာမပါတဲ့တို့အချိန်မှန်မှန်ရွက်ပါလေဗျာအချိန်မှန်မှန်တော့ဗာပြီလူတို့ဗျာတနေ့တခါရွက်တော့ပေါ့ဘုံဘောကအဲ့လိုပြောတယ်မဟုတ်သေးဘူးဗျာတဲ့ဥပမာအပြင်အရှင်ဘုရားရှင်းနာကြီးပဋ္ဌာန်းရွက်တယ်ထားပါတော့သူတို့သူတို့ချင်းပြောတယ်တဲ့နောက်ပိုင်းကြတော့တို့ရှင်းနာကြီးထိုးပြီဗမောဆရာတော်ပဋ္ဌာန်းရွက်လိုက်မယ်သွားပဋ္ဌာန်းနေရနာကြသူဆိုလာဒီကြတော့အရှင်မြတ်ပဋ္ဌာန်းမရွက်ဟိုလုတ်ဒီလုတ်ရှောက်လုတ်နေတယ်ဆိုရင် စိတ်တို့ပြန်သွားကြတာတဲ့ဟုတ်ကလားမှန်ပါဘူးအဲ့ဒါအဲ့ဒါကြောင့်နှစ်နာမအနေနဲ့ဗျဘယ်လိုယူရမလို့မှန်မှန်ယူရမှာပါအချိန်မှန်မှန်ယူရမယ်ကဲကောင်းပြီပြန်လို့အချိန်မှန်မှန်ယူမယ်သုံးနာမကဘာရောသုံးနာမကတီဗီနာလာလီကျေကျေလေးယူရတယ်တဲ့အရှင်မြတ်ကဟေတုတိစ္ဆာအရမဏပိစ္ဆာတိပတိပိစ္ဆာနဲ့ ဒီလိုလေးစီမံမှန်းလို့လေးလုပ်နေသူတို့ကမကြားဘူးပြရတယ်နော်ဘယ်လိုယူရမလဲတော့ကျဲကျဲလေးပီပီနာတာလေးယွေးတဲ့ကဲကျုပ်ယွေးပြမယ်ပြဆိုဟေတုပစ္စယောရမနာပစ္စယောဒီဝရီပစ္စယောအနန္တရာပစ္စယောကြိုက်ကြလားကြိုက်တယ်ဗျာအဲ့လိုယူရင်ကောင်းတယ်တဲ့သူကအဲ့တော့သုံးနာမကပီပီနာတာကျဲကျဲယွေး လေးနံမကခြိသေးလာဗျာဆိုလေးနံမကြတော့ပြီးပြီဆိုရင်ပဋ္ဌာန်းတရားနာတဲ့နတ်ဒီပြမရီအမြဝေပါဤဖျာအမြဝေပါဤဗျာဆိုပြီးတော့အမြဝေလိုက်အရှင်မြတ်လူကျင်တာလေးလည်းပြောလိုက်တဲ့မပြောလဲကိစ္စမရှိဘူးဗျာတိတယ်တဲ့သူတို့ကနတ်ပြမရယ်သူများစိတ်အကြံတိရှင်မြတ်ကြောင်းကြီးပြင်းနေတယ်ဆိုသူတို့ကတိအဲ့ဒါ မျက်တည်ပြမာတွေလှုပ်လိုက်ခဏလေးပြီးပါတယ်ဗျာလူတွေသာခက်နေတာပါဟုတ်ကလား